စိတ်တည်တန်ကိလေထေဒုက္ကတိပါတိကင်ခာလေဒါလူတိုင်းလူတိုင်းမှတ်သားဘူးစိတ်ညစ်ပေနေလို့ရှိရင်မကောင်းတာပဲဖြစ်မယ်ကိုယ်စိတ်ဖြစ်ဖြစ်သူစိတ်ဖြစ်ဖြစ်အခုစိတ်ရဲ့အညစ်အကြေးတွေတခုခုညစ်ပေနေမဲ့ဆိုရင်ဒါမကောင်းတာပဲဖြစ်မယ်မကောင်းတာဖြစ်တယ်ဆိုရင်သူတွေးတာလည်းမကောင်းတာပဲတွေးမယ်ပြောလည်းမကောင်းတာပဲပြောမယ်လုပ်ရင်လည်းမကောင်းတာတွေပဲလုပ်မယ် ေရင်လည်းမကောင်းတဲ့ဘဝပဲရောက်မယ်ဒီလိုဆိုလို့တယ်နော်စိတ်ဟာညစ်ပေနေတယ်ဆိုရင်မကောင်းတာပဲဖြစ်မယ်မြတ်စွာဘုရားဟောတဲ့စကားလုံးကစိတ်တည်းတန်ကိလေထေဒုက္ကတိပါဋိကံခါစိတ်တည်းစိတ်သည်တန်ကိလေထေအညစ်အကြေးတွေချက်ညံ့နှွမ်းနေပဲဆိုရင် တကတိပါတိကင်ခာမကောင်းတဲ့အနေထားမကောင်းတဲ့ဘဝမျိုးကိုသာလေမျောလင်းရမှာဖြစ်တယ်လို့ဆိုလို့တယ်ပေါ့ဗျာအဲ့တော့စိတ်ထဲမှာအညစ်အကြေးရှိနေလို့ရှိရင်မကောင်းဘူးလို့ဆိုလို့တယ်အနာဂတ်အတွက်မကောင်းဘူးကောင်းတဲ့နေရာအကြောင်းရှိဘူးလူတွေဟာ တွေးလဲအကောင်းတွေးမှာမဟုတ်ဘူးပြောလဲအကောင်းတာပြောမှာမဟုတ်ဘူးလှုပ်ရဲအကောင်းတာလှုပ်မှာမဟုတ်ဘူးအဲ့တော့မကောင်းတာတွေတွေးတယ်မကောင်းတာတွေပြောတယ်မကောင်းတာတွေလှုပ်တယ်အဲ့တော့မကောင်းမှုဆိုတာကတော့အပြစ်ရှိတဲ့အရာတွေကိုဆွလို့တယ်ပေါ့နော်ကိုမကြိုက်လို့မကောင်းတာတော့မဟုတ်ဘူးပြစ်ရှိတဲ့အရာတွေအပြစ်မကင်းတဲ့အပြစ်မကင်းတဲ့အတွေးတွေ အပြစ်မကင်းတဲ့အပြောတွေအပြစ်မကင်းတဲ့အလုပ်တွေလုပ်လုံးစီအတွက်ကြောင့်ဒီဘဝကသေလို့နောက်ဘဝလည်းပဲအကောင်းမဖြစ်ဘူးလို့သူဆိုလို့တယ်ပေါ့ဒုက္ကတိရဲ့အထိပ္ပယ်ကမကောင်းတဲ့အလားအလာရှိတယ်မကောင်းတာပဲဖြစ်မယ်အကျင့်အကြံပြောဆိုလဲကောင်းမှာမဟုတ်ဘူးသေတော့လည်းကောင်းမှာမဟုတ်ဘူးလို့ဆိုလို့တယ်ဘယ်မှာမကောင်းတော့ စိတ်မှအငြိအကျေးကပ်နေပြီဆိုရင်အဲ့ဒီလူကမကောင်းတာပဲဖြစ်မယ်လို့သူဆိုလို့တယ်အဲ့တော့မြတ်စွာဘုရားဥပမာလေးနဲ့ဟောတယ်ဥပမာမဲ့တဲ့အဝတ်ထည်တစ်ခုဟာမြစ်ပေပြီးတော့ကြီးဆွဲနေတယ်ဆိုတာဆိုတယ်အဲ့ဒီကြီးဆွဲနေတဲ့အဝတ်ထည်ကိုဆေးဆိုးသမားက အယောင်တစ်ခုဆိုးဖို့ကြိုးစားတယ်အညိုရောင်ပဲဖြစ်စေအဝါရောင်ပဲဖြစ်စေအနီရောင်ပဲဖြစ်စေပန်းရောင်ပဲဖြစ်စေအယောင်တစ်ခုဆိုးဖို့ကြိုးစားလို့ရှိရင်နဲ့ညစ်ပေနေတဲ့အဝတ်ကိုဆိုးလို့ရှိရင်ဘယ်တော့မှဒီအယောင်ဟာကောင်းမှာမဟုတ်ဘူးတဲ့ကောင်းကောင်းလဲကောင်းမှာမဟုတ်ဘူးလှလဲလှမှာမဟုတ်ဘူးတဲ့ ဖောက်လို့တော့ဆိုအဝကမတန့်ရှင်းလို့ပဲဖြစ်တယ်ဒါရှင်းရှင်းလေးလူတိုင်းနားလဲအောင်ဥပမာပေးတာမြတ်စွာဘုရားနော်အိုးထေကညစ်ပိနေတာကိုဆေးဆုံးမယ်ဆိုရင်တောက်ပပြီးတော့တန့်ရှင်းတဲ့အကြောင်းမရနိုင်ဘူးလို့ဆိုလိုတယ်ပေါ့ဘာအောင်ဆိုးဆိုးကောင်းမှာမဟုတ်ဘူးအကောင်းမရဘူးလို့ဆိုလိုတယ်အဲ့ဒီအတိုင်းပဲတဲ့လူရည်ရဲ့စိတ်ဟာဒီအငြိအကျေးတွေနဲ့ ညစ်ပေနေမဲ့ဆိုလို့ရှိရင်ဘာတွေးတွေးဘာပြောပြောဘာလုပ်လို့ကောင်းမဖြစ်ဘူးသေတော့လဲကောင်းတဲ့ဘုံမရောက်ဘူးလို့သူတို့ပြောတာဒါအလွန်တတိထားစရာကောင်းတဲ့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်ပဲစိတ်သာရှင်စောဘုရားဟောဆိုပြီးတော့ဆိုလို့ရှိကြတယ်ဒါစိတ်သာဆိုတာစိတ်အဓိကလို့ဟုတ်သဘောကိုဆွလို့ရပါ့ စိတ်တန်ရှင်းအောင်လုပ်ဖို့အရေးကြီးတယ်ဆိုတော့အကျဏ္ဍရီကမလိုဘူးလို့ဒီလိုပြောတာတော့မဟုတ်ဘူးနော်စိတ်တန်ရှင်းဖို့အရေးကြီးတယ်စိတ်တန်ရှင်းဖို့အရေးကြီးတယ်ဆိုကိုကျတော့ညစ်တင်းညစ်ပတ်နေတာတို့အဲ့ညစ်တင်းညစ်ပတ်တယ်လို့ပြောတာမဟုတ်ဘူးနော်တကယ်အရေးကြီးတာတော့လူဟာခန္ဓာကိုယ်ဘယ်လောက်တန့်နေနေစိတ်တန်ရှင်းဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းပြောတာစိတ်ကအဲ့ဒီတိပဲကိုဆိုလို့ ဒါကစိတ်တွေဟာအညစ်ကြေးတွေလူးနေလို့ရစ်ပေနေတယ်ဆိုလို့ရှင် အခြေအနေဟာမကောင်းမှုဆိုတာကိုမြတ်စွာဘုရားတတိပေးတယ်ဒါရဲ့ဆန့်ကျင်မဲ့တခါဒုတိယတရားအပိုက်ကြတော့ဘာဟောတာတော့စိတ်တွေအတန်ကိလေသာသူကတိပါတိကံခါဒါအတူလေးဘုရားဟောတဲ့စကားလုံးအတူလေးကိုမှတ်လို့ရတယ် စိတ်တွေအတန်ကိလေသာခုနကတန်ကိလေသာအခုက negative နဲ့အတန်ကိလေသာစိတ်ဟာအငြိအေးမပေးဘူးဆိုလို့ရှိရင်တော့စိတ်ဟာဖြူစင်တန်ရှင်းနေတဲ့ဆိုရင်အလားလားကောင်းဟာမျောလင်းရမယ်အချိန်လေးအလုံးကောင်းမယ်လို့သူတို့ဆိုလို့တယ်ဘာတွေကောင်းမှာတော့ဆိုရင်စိတ်ကတန်ရှင်းနေလို့ရှိရင်အပြောလဲအတွေးဒါလဲပြစ်ကင်းမယ် ပြောတာလဲအပြစ်ကင်းမယ်လှုပ်တာလဲအပြစ်ကင်းမယ်နောက်မောလဲကောင်းရဖို့ရောက်မယ်ဒီလိုဆိုလို့တယ်ပေါ့နော်စိတ်ကနေဥဆောင်သွားတဲ့သဘောပဲအဲ့တော့အရေးကြီးတာကိုယ့်ကိုယ်တန်ရှင်းအတွက်စိတ်ဟာအရေးကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်တွေဟာ mind center teaching စိတ်ကိုဗဟုပြုပြီးတော့ဆုံးမတယ်လူတိုင်းလူတိုင်းဆိုတာစိတ်ကရှိနေတယ်လေရှိနေတော့ကိုယ်စိတ်ကို တန်ရှင်းအောင်ကြွယူဆိုင်ဖို့ကိုယ်စိတ်ထဲမှာညစ်ကြေးရှင်ရှိတယ်လို့သိရမယ်ညစ်ကြေးမရှိမရှိဘူးလို့သိရမယ်ဒါစိတ်ဓာတ်ဥပဒနာရဲ့သဘောတရားသိယုံနဲ့ပြီးလာလို့ဆိုမပြီးဘူးညစ်ကြေးရှိနေစွာစွအဝဟပေးနေတယ်လို့သိရင်ဘာလို့ဖွဲ့ရမှာပေါ့ညစ်ပေးနေတဲ့သိရင်တန်ရှင်းလို့အောင်မှာပေါ့ထို့တူပဲကိုယ်စိတ်မှာတန်အညစ်အကြေးတွေရှိနေတယ်လို့သိလို့ရှိရင်ဘာလို့ ཁྱོས ཡོང 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 ཡོང